မင်္ဂလာပါရှင်ခေတ္တ television channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖားကန်လန်တိုက်ပွဲတရားညီနောင်အနီးပိတ်ဆို့တိုက်ခိုက်ခံရ၍စစ်ကောင်စီတပ်အထိနာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကချင်ပြည်နယ်ဖားကံမြို့နယ်အတွင်းထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်အားဒရားညီလောင်ကြီးရွာ၌ကချင်တို့လက်ရေးတံမတော် KIA ပူးပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်အထိနာလျက်ရှိဟုကချင်စစ်ရေးတရင်ရင်းမြစ်တူကပြောပါရယ်စစ်ကောင်စီနှင့်ပြည်သူစစ်ပူးပေါင်းတပ်သည်ဖားကံမြို့နယ်အတွင်းပြည်လက်ထိန်ကျုံစစ်ကူထောက်ပို့နိုင်ရေးအတွက်ထိုးစစ်ဆင်လာရာယနေ့မေလ22ရက်နေ့တွင်နန်တိန်ကြီးရွာအနီးရောက်ရှိနေပြီးထော်လန်ရေးပူးပေါင်းအဖွဲ့နှင့်တိုက်ပွဲပြင်းထန်နေသည်ဟုတရင်ရင်းမြစ်ကပြောပါရယ် ကြိုက်ပွဲပြင်းထန်နေသည့်ရုံးတောင်တက်နေရာတွင်တော်လန်ရေးပူပေါင်းအဖွဲ့မှရှေးနောက်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီကလေးချောင်းတိုက်ခိုက်ခဲ့ပြီးလုံခင်ကန်စီကြီးရွာဘက်မှစစ်ကောင်စီတက်စစ်ကူများဖားကတ်လမ်းဘက်တက်လာကြောင်း ရှမန်နီညာ၌ဖာကန့်ဖြူဟာကုန်းမှလက်နက်ကြီးပစ်ကူများဖြင့်တောက်လျှောက်ဖိအားပေးနေတော့လေထော်လန်ရေးပူပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်နေစေဖြစ်ကြောင်းသတင်းရင်းမြစ်ကပြောပါရယ်တိုက်ပွဲဖြစ်နေတဲ့နေရာသို့မေလ19ရက်ညကဖာကန့်ဖြူဟာကုန်းမှနေရင်းစစ်ကောင်စီကလက်နက်ကြီးများဖြစ်ခဲ့တယ်လို့မေလ21ရက်ညကလည်းလက်နက်ကြီး3ချိန်ပစ်ခတ်ခဲ့ပါရယ် ကြိုက်ပွဲကပြအောင်နဲ့တိန်တကြောမှာဖြစ်နေတာအဲ့ဒီကနေရှေ့တိုးမလာနိုင်ဘူးဖားကတ်မှာတော့လက်ရှိအချိန်အထိပုံမှန်ပါပဲဈေးဆိုင်တွေဆက်ဖွင့်ထားစေပါဒါပေမဲ့သတိအနေထားနဲ့နေနေကြတော့ဘောဟုဖားကတ်ဒေတာကန်သတင်းရင်းမြစ်တူကပြောပါတယ်နန်တိန်ရွာသည်ရခိုင်ကစစ်ကောင်စီထိန်းချုပ်ထားသည့်ခြေရွာဖြစ်ပြီး2024နှစ်ကုန်ခန့်ကတိုက်ပွဲများအတွင် KIA ကတိုက်ခိုက်သိမ်းယူခဲ့သည့်ရွာဖြစ်သည် စာကစာရီအထိနာနေပေမဲ့ရှေးဆက်တိုးဖို့ကြိုးပမ်းနေတာဟုတ်တယ်။အသေးခံပြီးတက်လာနေကြတာအဓိကမူးယစ်ဆေးဝါသုံးဆွဲထားပုံရတယ်ဟုကချင်စစ်ရေးတရင်ရင်မြက်ကပြောပါတယ်။လက်ရှိတွင်စည်ရေးတင်းမာနေပြီးလုံခင်လေပြင်းနှင့်ကန်စီဘမှာစစ်ကောင်စီစစ်ကြောင်းများအားဟန်တာပိတ်ဆိုရှောက်ဖွေနေနေနေဆဲဖြစ်၍ယခုရက်ပိုင်းဖားကန်လန်ပိုင်း၌တိုက်ပွဲပုံမှုပြင်းထန်လာနိုင်ကြောင်း၎င်းကသုံးသပ်ပါသည် နန်တိန်နှင့်တရားညီနောင်ကျေးရွာချစစ်ကောင်စီတပ်အားနှစ်ဖက်ညက်ပိတ်ဆို့တိုက်ခိုက်မှုအတွင်အထိနာနေပြီးရှင်မတူးနောင်မဆုတ်သားအခြေအနေဖြင့်ပိတ်မိနေလျက်ရှိတယ်ဟုဆိုပါတယ်။တိုက်ပွဲအတွင်းတော်လရဲတပ်ပေါင်းစုဘက်မှလက်နက်ခဲယမ်းများတင်စီရရှိထားတယ်ဟုလည်းသတင်းရင်းမြစ်ကပြောပါတယ်။ ် KIA သတင်းကြံကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကပါကန်လန်တိုက်ပွဲအခြေအနေကိုမေလ22ရက်ကအရှင်းပြထားရာစစ်ကောင်စီတပ်စစ်ကြောင်းကဖြည်းဖြည်းချင်းပါကန်မျိုးပတ်နီးကပ်သည့်နေရာသို့ရောက်နေကြောင်းတရားညီနောင်အနေရောက်ရှိနေပြီးခုခံတိုက်ပွဲများလည်းနေတိုင်းနေပါဖြစ်ပွားလျက်ရှိကြောင်းပြောပြထားပါတယ်ပါကလန်တိုက်ပွဲ၌စစ်ကောင်စီဘက်ကလည်းလေးချောင်းပုံကျဲတိုက်ခိုက်နေသည်ဟုလည်းဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်ဆက်လက်ပြီးရွှေတောင်ရံနှင့်တာပေါင်းတွင် AAE တကြော့ပြန်ထိုးစစ် ဆိုရင်၍စစ်ကောင်စီခန့်စစ်ပြင်နေတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။အေယာဝတီတိုင်းရွှေတောင်ရံနဲ့တာပေါင်းမြို့နယ်တွင်အရကတက်တော်အေအေကတကြောပြန်ထိုးစစ်စတင်ပြီးကိုဆိုရင်နေသည့်စစ်ကောင်စီကစစ်မှုထမ်းတင်နန်းစင်များဖြင့်အင်အားတိုးထားပြီးဒေသတွင်းကုန်စီကူးတက်ရောင်းဝယ်မှုကိုတင်းကျပ်ထားသည်။ ရခိုင်ပြည်နယ်နှင့်ဆက်ဆက်နေသောရွှေတောင်ရံနှင့်တာပေါင်းမြို့နယ်တွင်ပြီးခဲ့သည့်ဇန်နဝါရီလကစတင်၍တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်စခန်းတချို့ကိုအေအေကတိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်တိုက်ပွဲများငြိမ်သက်နေသည်။ရခိုင်အကစစ်ကောင်စီတပ်သည်စစ်မှုထမ်းတင်တန်းစင်များဖြင့်ရေလန်းကုန်းလန်းကပါအင်အားအများပြပို့ဆောင်နေသည်ဟုဒေသခံများကပြောသည်။တိုက်ပွဲတွေကညင်နေတယ်စစ်တပ်ကခန့်စစ်ပြန်ပြင်းနေတယ်လူစိမ်းဧည့်သည်တွေလာရင်ဖမ်းတယ်နောက်ပြီးစစ်တင်တဲ့ဆင်းတွေအများကြီးပို့နေတယ်ဟုတာပေါင်းမြို့ကတအူးကပြောပါတယ် အဆိုပါမျိုးနယ်နှစ်ခုတွင်ဒေသခံများ၏ကုန်စည်ရောင်းဝယ်မှုကိုလည်းစစ်ကောင်စီကအလွန်တင်းကျပ်ထားသည်။ကုန်ဝယ်ရမယ်ဆိုဝယ်မဲ့စရင်ကိုထွေအုပ်ကိုတရက်ကြိုတင်ရတယ်။တခါတရင်9000ပေးရတယ်။အဲ့ဒီစရင်ကို လမ်းမှာစစ်တယ်။ဆေးဆိုရင်ပေးမတဲ့ဘူးဟုချောင်းသာကန်ကြီးဒေသခံတဦးကပြောပါတယ်။2024ဒီဇင်ဘာ29ရက်ကရခိုင်ပြည်နယ်ကွားမြို့နယ်ကိုအေအေကအသိမ်းယူပြီးနောက်ရခိုင်အေအော်ဒီဒေသများဖြစ်သည့်တာပေါင်းရွှေတောင်မြေမြို့တို့မှစစ်ကောင်စီတပ်ဆွဲထားသည့်နေရာများကိုအေအေကထိုးစစ်ဆင်ခဲ့သည်။ ခွာမျိုးနေတိဆက်နေသောရွှေတောင်ရံမျိုးတွင်ဇန်နဝါရီ16ရက်ကစတင်၍တိုက်ပွဲပြင်းထန်ခဲ့ပြီးဘောမီနှင့်မကြီးစင်ကြီးရွာမှစစ်ကောင်စီစခန်းများကိုအေအေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖေဖော်ဝါရီတွင်အေအေထိုးစစ်ရပ်သွားပြီး တိုက်ပွဲများငြိမ်သက်သွားခဲ့သည်စစ်ပေးရှောင်သွားသည့်ဒေသခံများသည်မလာအတွင်ပြည်လဲဝင်ရောက်လာခဲ့ပြီးလက်ရှိတွင်ရွှေတောင်ရဲအရေးတာရဲစခန်းဝတ်တီကန်ကြီးတပင်မော်ကြီးဟွာတို့တွင်စစ်ကောင်စီကတက်ဆွဲထားသည်ထို့ပြင်တာပေါင်းမြို့နယ်ကြာခေါင်းကျွာမှစစ်ကောင်စီစခန်းကိုဖေဖော်ဝါရီ3ရက်တွင် AA နှင့်ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူလိုက်ပြီးနောက်ပိုင်းတိုက်ပွဲငြိမ်သက်သွားခဲ့သည်ဖေဖော်ဝါရီလဇန်းကတာပေါင်းတိုက်ပွဲအတွင်စစ်ကောင်စီဘက်မှတိုက်ခိုက်တိုက်ဆုံမှုများပြားခဲ့သည်တာပေါင်းမြို့နယ်ကြာခေါင်းကြီးရွာတွင် ဇန်နဝါရီ28ရက်ကတိုက်ပွဲအတွင်တာပေါင်းမျိုးမှရဲစခန်းမှုဒူရဲမှုဝင်နိုင်ဦးသည် AAE စနိုက်ပါကြီးထိမှန်တိုက်ဆုံသွားခဲ့သည်။ယခုအခါ AAE သည်တာပေါင်းနှင့်ဆက်ဆက်နေသောရေကြီးမြို့နယ်အတွင်ရှိစစ်ကောင်စီ၏အမြောက်တပ်အမတာ344ကကင်းစခန်းများလည်းတိုက်ခိုက်နေပြီးအဆိုပါနေရာပတ်ဝန်းကျင်ရှိလေးမျက်နှာမြို့နယ်အတွင်တွင်လည်းစစ်ရေးတင်းမာနေသည်။ ဆလပီစောင်းပြောင်းရွာတိုက်ပွဲလက်နက်အချို့နဲ့73ဘတ်အချို့ဖမ်းမိရတဲ့ဟူ KNDF ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကြီးရွာရှိစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်အားတိုက်ခိုက်ရာလက်နက်တချို့နဲ့73ဘတ်အချို့ဖမ်းဆီးရရှိကြောင်းကရင်နီအမျိုးသားများကောက်ွယ်ရေးတပ် KMDF တာဝန်ရှိသူကိုသားအေဆိုးကသတင်းဌာနသို့ပြောပါတယ်။မေလ18ရက်ကစ၍စောင်းပြောင်းကြီးရွာ၌တက်ဆွဲထားသောစစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်ပူးပေါင်းတပ်ကို တော်လရေးပူပေါင်းတပ်များကထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။စောင်းပြောင်းဘက်မှာတော်လရေးတပ်ဖွဲ့တွေကစစ်ကောင်စီနဲ့ BNO ပူပေါင်းတပ်ကိုချေမှုန်းခဲ့တာရှိတယ်။လက်နက်အချို့သိမ်းဆည်းရမိတယ်။စကားစဘက်ကထိခိုက်သေးဆုံးမှုတွေရှိတယ်ဟုကိုအာအေဆိုးကပြောပါတယ်။ထို့ပြင်စစ်ကောင်စီတပ်သားများနဲ့စစ်ကောင်စီလက်အောက်က PNO ပြည်သူ့စစ်အချို့ကိုလည်းအရှင်ဖမ်းမိကြောင်း၎င်းကအတည်ပြုပါတယ်။ ဆောင်းပြောင်းရွာတိုက်ပွဲအတွင်းစစ်ကောင်စီကနေ့စဉ်လေးကြောင်းပစ်ကူနေဖဲခုံမျိုးရှိခမရ336တရင်မှရှော့တိုက်တုံးများဒရုန်းများလက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့သည်ဟုဆိုသည်ဆောင်ပြောင်းကြေးရွာကိုဒေါ်လရေးပူပေါင်းတက်ထန်ပေးလိုက်ရသည်ကို PNO ပြည်သူစစ်ဘုံမူ concern အောင်ကဝန်ခံထားသည်ထို့ကြောင့်ပြည်လဲထိုးစစ်ဆင်နေသည်ဟုလည်း၎င်း၏လူမှုကွန်ရက်မှတက်စင်ယမန်၏မေလ22ရက်တွင်ရေးသားထားသည် ပင်လောင်မြို့နယ်စောင်းပြောင်းရွာရှိစစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့များက2024မတ်လ18ရက်တွင်သိမ်းပိုက်ခဲ့မှုသည်စောင်းပြောင်းကျေးရွာသည်ပင်လောင်မြို့တောင်ပတ်ဖေကုံမြို့အကြားမှရှိပြီးဖေကုံမြို့နှင့်ငါးမိုင်ခန့်သာကွာဝေးသည်စစ်ကောင်စီတပ်နှင့် PNO ပြည်သူစစ်တပ်ကအင်အားအလုံးရင်းဖြင့်စစ်ကြောင်းထိုးပြီးစောင်းပြောင်းရွာကိုရမန်နှင့်စွန်လကုံကပြန်လည်တက်ဆွဲခဲ့ခြင်းဖြစ်သည်စစ်ကောင်စီတပ်နှင့် PNO ပြည်သူစစ်တို့သည်ချမ်းပြည်နယ်တောင်ပိုင်းနှင့်ခရင်နီပြည်နယ်တို့တွင်စစ်ကြောင်းသုံးကြောင်း အင်းအား600ဖြင့်ထိုးစစ်ဆင်နေသည်အဆိုပါထိုးစစ်အရာမိုးပြဲမြို့စစ်ကြောင်းမိုးပြဲကုန်းသာစစ်ကြောင်းနဲ့ဖဲခုံညောင်ရွှေမြို့နယ်တို့ဟုရှမ်းတောင်စစ်ဒေသခွဲဗျူဟာအမတ်တေကထုတ်ပြန်ထားသည်စစ်ကောင်စီဤထိုးစစ်ကိုမေလပထမပတ်နေ့ဒုတိယပတ်အထိခုခံရာတွင်စစ်ကောင်စီတပ်သား20ကျော်တေဆုံးပြီးအရှင်သုံးဦးဖမ်းမိကလက်နက်ခဲယမ်းများနဲ့တိုက်ခိုက်ရေးဒရုန်းနှစ်ခုပါတင်စီရရှိထားကြောင်းသိရသည် ဆက်လက်ပြီးညကြီးနာမြို့၌စစ်ကောင်စီကရုတ်တရက်လုံခြုံရေးတင်းကျပ်တဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ညကြီးနာမြို့တွင်စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ပြီးပြည်သူများစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းအဆိုပါမြို့ကန်အချို့နှင့်ကချင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။မေလ20ရက်တွင်ဗမော်မြို့အခြေဆိုင်စစ်ကောင်စီတပ်တို့စစ်အင်အားဖြည့်လာသည့်ရဟတ်ရင်နစီကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပစ်ချခဲ့သည့်ဖြစ်စဉ်အပြီးမေလ21ရက်တွင်စစ်ကောင်စီကညကြီးနာမြို့တွင်ပြည်သူများအားစစ်ဆေးမှုများပြုလုပ်လာခြင်းဖြစ်သည့် ဟုဆိုပါရယ်အဲ့ဒီလိုဖြစ်သွားတာဟုတ်တယ်အခြားအကြောင်းတွေမသိရ ရပါမယ်ရုတ်တရက်ကြီးမနက်၈နာရီလောက်ကနေကချင်ပြည်နယ်မြစ်ကြီးနားအထွတ်မှာစစ်ဆေးပြီးတော့မြစ်ကြီးနားတစ်မျိုးလုံးကိုလုံခြုံရေးတွေတင်းကျပ်တာပေါ့နော်အဲ့ဒါမနေ့တုန်းကပေါ့20ရက်နေ့ညကတော့တနက်တန်ကြားတယ်အဲ့ဒီတနက်တန်ကြားတာကလည်းဆိုင်ကယ်မရက်ပြီလို့ပြစ်လိုက်တာပွဲချင်းပြီးပုံစံအဲ့ဒီလိုသတင်းကြားတယ်ဟုမြစ်ကြီးနားဒေသခံကပြောပါတယ်ထို့ပြင်လိုင်စင်မေကာဖန်စီဆိုသည့်သတင်းများလည်းရှိနေကြောင်းပြည်သူများဤဖုံများအားစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းဒေသခံကမြို့ဤထူးခြားမှုအခြေအနေကိုပြောပါတယ်ဖုံးတွေလည်းစစ်တဲတဲ့တစ်မျိုးလုံး ံးမှစစ်တယ်ပေါ့မနေ့ကမိုးရွာတယ်မိုးရွာပြီးရင်တောင်မှပြန်ထွက်လာရင်ပြန်စစ်တယ်ပေါ့အဲ့ဒီလိုထူးထူးခြားခြားဖြစ်စဉ်တွေတော့ကြားရတယ်ဒီနေ့တော့ထူးထူးခြားခြားတော့မတွေ့ဘူးမြကြီးနာပြည်သူလူထုအနေနဲ့တော့စိတ်ပူတာပေါ့ဟုမြကြီးနာမျိုးကံကပြောပါတယ်စစ်ကောင်စီကထို့သောပြည်သူလူထုများအားပုံမတင်ချက်လာခြင်းသည်ဗမော်မျိုးတိုက်ပွဲအပါအဝင်ကချင်ဒေသစီးရေးတိုက်ပွဲများ၌အထင်အသည့်အခြေအနေများကြောင့်ဖြစ်နိုင်သည်ဟုလည်းကချင်သတင်းရင်းမြစ်ကသုံးသပ်ပါတယ် ကချင်စည်ရေးတရင်ရင်မြေအချို့ကလည်းညကြီးနာမြို့တွင်မြို့ပြင်ရှိပြည်သူများအားလုံခြုံရေးတရီပြုရန်တရီပေးနှိုးဆော်ထားပါတယ်။လက်ရှိနိုင်ငံရေးစည်ရေးအခြေအနေအားဖြင့်စစ်ကောင်စီနှင့်၎င်းတို့လက်အောက်ခံရှမ်းပြည် SNE တပ်မဖွဲ့အားအင်အား200ကျော်သည့်ညကြီးနာမြို့တွင်လုံခြုံစွာနေထိုင်နိုင်ရေးကောင်းစင်အမိတပ်ကနေရာအနက်အင်အားအလုံးရင်ဖြင့်ပြည်သူများအားဆိုင်ကယ်ကားသုံးပြီးများရက်ခိုင်းပြီးဖုံးများစစ်ဆေးနေကြောင်းစစ်ဆေးရန်တာစီသည့်ကိုရက်တံပေးခြင်းမရှိပါကဤဒီကဆိုင်ကယ်မစိုးပြစ်ခတ်ရန် ရောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခါကအမိန့်ထုတ်ထားသည်ဟုသတင်းရရှိထားကြောင်းကချင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။ထို့ပြင်ပြည်သူများအနေဖြင့်ဖုံများတွင်နိုင်ငံရေးစစ်ရေးနှင့်ပတ်သက်သောမှတ်တမ်းများဆန္ဒပြရာတွင်အသုံးပြုခဲ့သည့်အသုံးဆောင်များယူဆောင်တည်ဆောင်မိခြင်းမဖြစ်စေရေးလုံးဝမပြုလုပ်ရန်နှိုးဆော်ထားပါတယ်။စစ်ကောင်စီကတယ်လီဖုန်းများ၌ဖြတ်ထားသည့်တပ်ပုံဗီဒီယိုများစာရွက်စာတမ်းများအလုံးပြန်ရှာဖွေနိုင်သည့်ဤပညာပစ္စည်းများအသုံးပြုဖမ်းဆီးမှုများလုပ်နေကြောင်းသတင်းရ၍ပြည်သူများသတိထားသွားလာကြရန်လည်းတတိပေးထားပါတယ်။ ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။